ဖျားเจ้าမှာအမြင်မတော်တဲ့အတက်ပုံကြောင့်ဝေဖန်ခံခဲ့ရတဲ့လေပြောင်ခွန်ညက်စနီး ်ပရိသတ်များရှင်မင်းသားလေးပြောင်ဟွန်ရဲ့ဇနီးမင်းသမီးလီမန်ဂျောင်းကမကြသေးခင်ကအီတလီနိုင်ငံဗင်နစ်မြို့ကိုခီးထွက်နေတဲ့ဓားပုံတွေကိုမျှဝေခဲ့ပြီးတဲ့နောက်အခုလိုပဲပြင်းထန်တဲ့အငင်းပွားမှုပြဿနာတွေဖြစ်ပွားခဲ့ပါတယ်လီမန်ဂျောင်းကဗင်နစ်နိုင်ငံကရုပ်ရှင်ပွဲတော်အတွက်တရားဝင်ဖိတ်ကြားထားသလို No other choice ကမှပါဝင်သရုပ်ဆောင်ထားတဲ့ခင်ပွန်းဖြစ်သူနဲ့အတူ လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။အီတလီမှာရှိနေတဲ့အချိန် မင်းသမီးစုံရဲခြင်းနဲ့အတူခီးသွားခဲ့ပြီးတော့နမဲကြီးအထင်ကြီးဟာနေရာတွေကိုလည်းပတ်ရင်နဲ့ခီးစင်ရဲ့ဓာတ်ပုံတွေကိုလူမှုကွန်ရက်မှာတင်ခဲ့ပါတယ်။ဒါပေမဲ့မထင်မှန်ထားတဲ့ဓာတ်ပုံတစ်ပုံကပရိသတ်တွေကိုဒေါသဖြစ်စေပြီးတော့တုံလုံးစီခဲ့တာကမင်းသမီးကဖះကြောင်တဲ့အလဝါကတိုင်ရှိမှဇိန်ခံလက်ခံအိတ်ကိုခြင်ဆောင်ထားပြီးတော့အမြင်မသိတဲ့ post တစ်ခုကိုတင်ခဲ့တာကြောင့်ဒါဟာမသိတော့ဘူးလို့ဝေဖန်သူတွေဆိုထားတဲ့အပြင်ပလီစားရဲ့လုံရဲလို့ဖြစ်တင်ခဲ့ကြပါရဲ့ အခုတော့အပြင်းထန်ငင်းခုမှုတွေရှိခဲ့ပေမဲ့လည်းမင်းသမီးကအခုပြဿနာကိုနှုတ်ဆက်နေခဲ့ပြီးတော့အငင်းပွားမှုကိုမဖြေရှင်းမဲ Venice မှာနေထိုင်ခဲ့တဲ့တခြားအချိန်တွေကိုဆက်လက်ဝေမျှခဲ့ရလဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။